အဲကျွန်တော်ဆိုလိုဒီလိုဒိုရင်ပါလေးမင်းမင်းနေတဲ့ညီကိုလေးရှိပါလေညီကိုမောင်မောင်ရှိပါလေအဲညီကိုမောင်မောင်ရဲ့အတွက်ကျွန်တော်တို့ထာဝရအခမဲ့ငွေကြေးခက်ခဲရှိသူချိန်ခက်ခဲရှိသူဆရာခက်ခဲရှိသူထိုခက်ခဲရှိတဲ့ညီကိုမောင်မောင်များအတွက်ထာဝရအခမဲ့ကျွန်တော်ရဲ့ဂီတာသင်တန်းကနေပြီးတော့ကျွန်တော်စီဒိုင်ယာတွန်းလေးပေါ့နော်ဒိုရင်ပါပေါ့နော်ဒါလေးကိုပြပေးမယ်ဒီမှာလဲရတယ်ပေါ့နော်အများကြီးတော့ဒီနေရာကိုသိကြတယ်နော်ကျွန်တော်ကတော့ဟိုအခြေခံ စပြီးတော့လေ့ကျင့်တဲ့သူတွေကိုလည်းကြီးရတာရယ်ပြီးတော့လက် exercise လေးလည်းလေးချောင်းလုံးတီးလို့အဆင်ပြေမဲ့ဒီ position လေးနဲ့ C C ရဲ့ဒီ position ပေါ့နော် C ကိုဒီလိုဒီလိုတိုင်တဲ့ position နော်ပြီးတော့ C ဘော1 2 3 4 5เนาะ5ခွဲ့မြောက်ဖို့ဒီလိုပြားလိုက်ပြီးလိုက်ဒါ C ပါပဲเนาะဒါမှ6ခွဲ့မြောက်ဖို့လက်တန်းလေးနဲ့ပိတ်လိုက်ပါเนาะဒါလည်းကိုသေးတာပါအဲဒီဒီမှာပြီးတဲ့ဓာတ်တော့နေဆိုပါเนาะ C ဒူလေးပါပါเนาะဒါလေးကိုကျွန်တော်ဒီ position မှာကြမယ်လို့เนาะ လက်တန်းလေးပါဆံသွားလို့နော်ဟုတ်ကဲ့ဒီဘက်ညာစတော့ကတော့ထောင်းလိုက်ပါမယ်နော်နော်အဲအဲ့တော့လက်ွက်လေးကန်ဟမ်းပါလေးတွေကိုကျွန်တော်ပြောပြမယ်ညာဘက်လက်ကတော့နော်ဟိုထောင်းရပဲပေါ့နော်ကျွန်တော်ဒီဘက်မှာအကွက်လေးမြင်အောင်လုပ်ဂီတာလေးဒီဘက်ရှိပြတယ်ပေါ့နော်အဲ့တော့ဒို1 2 3 4 5ဟောသုံးကျိုးရဲ့၅ဘွဲ့မြောက်လက်ညှိုးလေးနဲ့ဖိလိုက်ပါဒါဒိုပါနော်ဒိုပါနော် ။ down up ဒီပဲသွားမှာเนาะဒါ do ပါเนาะ။သုံးကျူးရဲ့၅ခွမြောက်ကိုလက်ညှိုးနဲ့ဖိလိုက်ပါ။ do เนาะ။ခုနှစ်ခွမြောက်ကိုလက်တကြောနဲ့ဖိလိုက်ပါ။เนาะဒါဆို do re เนาะ။ပြီးရင်နှစ်ကျူးရဲ့၅ခွမြောက်ကိုလက်ညှိုးနဲ့ဖိလိုက်ပါ။ဒါဆို do re mi เนาะ။ပြီးရင်နှစ်ကျူးရဲ့၆ခွမြောက်ကိုလက်ကလေးနဲ့ဖိလိုက်ပါ။အဲဒါဆို do do re mi fa ပါเนาะ။ပြီးရင်နှစ်ကျူးရဲ့၈ခွမြောက်ကိုလက်တန်းနဲ့ဖိလိုက်ပါ။ ဆိုပေါ့နော်ပြီးရင်တကျိုးရဲ့ငါးခွဲ့မြောက်ကိုလက်ညှိုးနဲ့ပြလိုက်ပါလာပြီးရင်တကျိုးရဲ့ခုနှစ်ခွဲ့မြောက်ပေါ့နော်ခုနှစ်ခွဲ့မြောက်ကိုလက်စကြွယ်နဲ့ပြလိုက်ပါနော်ပြီးရင်အတကျိုးရဲ့ရှစ်ခွဲ့မြောက်ကိုပဲလက်သန်းလေးနဲ့ပြလိုက်ပါအဲနော်ကျွန်တော်ပြေးပြေးချင်းတီးပြမယ်ဒို ဆိုအဲဒါကျွန်တော်ဒီပိုဇီရှင်လေးပြတာကျွန်တော်လက်လေးနဲ့အကျော်ကွဲအောင်လေနော်ကျွန်တော်တို့ဒါလက်သန်းလေးကြီးလည်းတံပါအောင်ပေါ့နော်တကယ်တည်းရအမလေးတကယ်တော့ကျွန်တော်တို့လက်သန်းတံပါမဟိုစပီဒီတဲ့ကပို့ပြီးတော့အဆင်ပြေလေနော်ဒါလေးပေါ့နော်အဲ့ဒီပါလားအဲ့တပိပိချင်းစပီဒီပေါ့အဲ့လိုပါနော်စပီဒီလေးတပိပိတင်ပြီးတော့လေးချင်းကြီးပေါ့နော် ဒါစီဒိုရင်းပါလေးပေါ့ dynamic scale လို့လည်းခေါ်တာပေါ့နော်ဒါလေးကိုနားမလည်တာရှိရင်ကျွန်တော်ကိုကျွန်တော်ဒီ TikTok မှာ YouTube link နဲ့ချလာပါတယ် YouTube မှာလည်းမေးလို့ရပါတယ် TikTok chat box ကနေလည်းမေးလို့ရပါတယ်ကျွန်တော် Telegram ဖုန်းနံပါတ်တွေလည်းချပေးထားပါတယ်လို့နော်ခက်ခဲရှိတယ်ငွေရေးခက်ခဲရှိတယ်အချိန်ခက်ခဲရှိတယ်ဆရာခက်ခဲရှိတယ်ညီကောင်မတွေအားလုံးစတဲ့ရအဆင်ပြေပါစေလို့နော်ကျွန်တော်ဝင်မရနေစုတော်မြတ်တာပို့တာပြပါတယ်အားလုံးလည်း guitar ချစ်တဲ့ guitar ချစ်တဲ့ညီကောင်မတွေ Thank you ပါနော်